အားလုံးပဲမင်္ဂလာပါဘေးတင်ဝင်မကြိုးသူပါလေကျွန်တော်မနှောပေးခြင်းပါ2023ခုနှစ်လောက်ကရက်ခင်းနဲ့အမတယောက်ဒီပဲဆိုဒီလုံငန်းအမီလာမေးပါလေဆရာကြီးဆရာပြောတော့ငါနဲ့ဟိုတုန်းကနဲ့မလုပ်ခဲ့ရဘူးအဲ့ဒီတော့ငါနဲ့လုပ်ခဲ့ရင်ကျွန်မခုနေလုံငန်းချင်းတီနေမလောက်ပြီး ခွဲလက်လုံငတ်သွားလှုပ်လိုက်တာငွေတွေရောအချိန်တွေရောအရင်နေ့နာတာပဲဆိုပြီးညီးပါလေလောကမှာတန်ဖိုးရှိတယ်ဆိုတဲ့အကြောင်းအရာမှန်သမျှဟာအချိန်နဲ့အမျှကုံဆုံးနေကြရတာပါအချိန်ဆိုတာနေပါဦးလို့ဆိုင်းကထားလို့မရပါဘူးလူသားတိုင်းအချိန်နဲ့အမျှအလုပ်တွေလုပ်ကြရပါတယ်မဖြစ်မနေလုပ်ရတဲ့အလုပ်သုံးမျိုးရှိပါတယ်အခါလို့ဆိုကိုယ်ခန္ဓာလည်းလည်းအလုပ်လုပ်ကြရတယ်လို့ နှုတ်နဲ့လေအလုတ်လုတ်ကြရပါလေကိုနဲ့နှုတ်လုတ်ရမရှိတော့ကြီးစိတ်နဲ့အလုတ်လုတ်ကြရပြန်ပါတယ်အလုတ်လုတ်ကြတဲ့အခါမှာလဲကောင်းတာရှိတယ်လို့မကောင်းတာလည်းရှိပါတယ်ကောင်းတာတွေလုတ်ပြီးတဲ့အခါဘယ်တော့မှငါကောင်းတာလေးလုတ်ခဲ့မိပါလားဆိုပြီးတွေးတိုင်းစိတ်ချမ်းသာသလိုမကောင်းတာလုတ်မိပြန်ရင်လဲနေမြင့်လေယူရင်လေဆိုသလို့ တွေ့တိုင်းစိတ်ချမ်းသာမှုရရှိမှာမဟုတ်ပါဘူးတခါအဲ့ဒီအချိန်တုန်းကငါဒီလုံငယ်မလုတ်ခဲ့ရဘူးလုတ်ခဲ့ရင်မျက်ဒီအများကြီးရမှာစသဖြင့်ပေါ့လေအဲ့ဒါကိုပဲနောက်တော့လို့ဆိုလိုဟတ်တူပါတယ်နောက်တော့ဆိုတာကောင်းတဲ့လမ်းကြောင်းပေါ်မှာမဟုတ်ပဲမကောင်းတဲ့လမ်းကြောင်းပေါ်မှာမြေဖြားခဲစီးတင်းလာတဲ့အရာတစ်ခုများသာဖြစ်ပါတယ်ကျွန်တော်တို့အတွက်အတွေးပေါင်းများစွာတို့ဝင်ရမှာ တတိယလာပြီကဲပါမအခုလှုပ်ဖြစ်ပြီမဟုတ်လားသိုသမ်းပါအောင်လုံငန်းအမိဘလို့စဉ်းစားထားလဲမေးလိုက်တော့ဆရာပြောပြောနေတဲ့တက်မိတ်နမိပေးဖို့စဉ်းစားထားတာပါဆရာကျမကဗုဒ္ဓဥသမီဆိုတော့ဗုဒ္ဓဥသမီတပတ်ဂျိုကတောက်ကြဗုဒ္ဓဥသမီမိဖက်ဂျိုကတနေ့လား ြင်ပါမယ်ဘုရဥသမီးမိဖက်ကျူကစနေအတွင်မိဆိုတော့တောက်ကြအစတနေ့လာအဆုံးနှမီတောက်ကြအစစနေဆုံးနှမီပေးဖို့စဉ်းစားထားတာအစီပြေနိုင်လိုက်ဆရာဆိုပြီးမေးပါတယ်သူမပြောမှကျွန်ုပ်မျက်လုံးပြူသွားပါတယ်သူမပြောတဲ့တမိတ်တွေတွေကဘုရဥသသမီးတွေဘလို့မှပေးလို့မရနိုင်ပါဘူး ဓမ္မိတ်တော့ဓမ္မိတ်ပါပဲဒါပေမဲ့မပေးသင့်တဲ့ဓမ္မိတ်တွဲတွေဖြစ်ပါတယ်တောက်ကြစားဒီနေ့လာအဆုံးနမီဟာဘုရဟုသာသမီးဖြစ်တယ်သူမအတွက်ဓမ္မိတ်တွဲဖြစ်ပြီပဲအင်္ဂဝိဒါတန်ရရသာတိကိန်းတော်တို့ဖြစ်တဲ့အတွက်ဘေးလုံးမရနိုင်ပါဘူးအဲ့ဒီလုံမြပေးလိုက်လို့ကတော့သူမမြေပဲသုံးဒီလုပ်ငန်းလေးဟာ တဖြည်းဖြည်းနဲ့လုံးဝပါလာပြီးလုံးဝရဆိုင်သွားနိုင်ပါတယ်တခါတောက်ကြသစနေဆုံးဓမ္မိတ်နမီကတော့ပို့ပြီးစိုးတာပေါ့ဘုရားဥသာသမီးဖြစ်တဲ့သူမအတွက်စောလာဂိမိနေတဲ့တွေဖြစ်ပါတယ်အဲ့ဒီလိုများပေးလိုက်လို့ကတော့သူမမြေမဲဆုံးဒီလုံးဝလေးဟာအရင်မှမြုပ်သွားနိုင်တဲ့အနေထားဖြစ်ပါတယ်ဘာမှလည်းဒီဘဖြစ်လာမှာမဟုတ်ပါဘူးဒါကြောင့် မိမအတွက်တမ်းမိတ်နမိတွေကဘေးလို့မရနိုင်ဘူးဆိုပြီးပြောလဲရပါတယ်အဲ့ဒါဆိုရင်ဆရာဘက်ကနေနဲ့အတွက်ရွေးချယ်ပေးပါဦးဆိုပြီးအမဘက်ကနမိတွေအတွဲတွေစဉ်းစားပြီးစင်မတဲ့ဆရာပြပါမယ်ဆိုတော့သူမပေးခြင်းနဲ့တမ်းမိတ်မဟုတ်ပဲမိတ်တဲ့အတွက်ဖြစ်တဲ့တနင်္လာစာတောက်ကြအဆုံးနမိတွဲရွေးချယ်ခိုင်းလိုက်ပါတယ်တနင်္လာစာတောက်ကြအဆုံး မိတ်တဲ့အတွေ့ဟာဗုဒ္ဓဥသာသမီဖြစ်တဲ့အတွက်သူမအတွက်သာသီကိန်းတဲ့မိကိန်းမိပြီးအကျိုးပြုသေးပါတယ်ဒါလောက်ဆိုရင်တဲ့မိတ်အတွေ့နဲ့မိတ်တဲ့အတွေ့ဟာ မတူညီဘူးအကျိုးပြုဘုံမပြုဘုံကိုမိတ်ဆွေတို့နားလည်တော့ပြီးထင်ပါတယ်အားလုံးပဲမိတ်ဆွေများရှင်ရဲချင်းမိတ်ကြပါခင်ဗျာ